ာနုပေတံဓမ္မံတရဏံဣသာဣဇတကေပာနုပေတံကံကံတရဏံဣသာမိဘာသာပြန်ရင်ဣဇတကေပာနုပေတံယနေ့မှစ၍အသက်ရှင်သမျှကာလပတ်လုံးဖျားကိုပဲသိကပါ၏တရားကိုပဲသိကပါ၏သံဃာကိုပဲသိကပါ၏အဲ့ဒါတော့ဦးဇင်းတို့ကမနဲ့တိုင်းလုပ်တယ် ဟုတ်လားနော်မနဲ့လင်းလာလို့ရှင်မျက်နှာတန်းတဲ့ဂရင်ပေါ်မှာလှဲနေတယ်လူမရှိဖြစ်စေရအောင်နော်ရှင်အောင်နေတဲ့လူလွတ်နေတဲ့လူသားမျိုးမဖြစ်စေရအောင်ဂရင်ဘောင်နှမ်းပေါ်တွင်ထိုင်ပြီးတော့တွေးနေတဲ့လူသားမျိုးမဖြစ်စေရအောင်လင်းလာရင်တန်းပြီးတော့ထားထားပြီးတော့ရင်မျက်နှာသွားပြီးတော့တက်တက်ပြီးတော့ရင်ဘာမှမစားခင်ကွာအရင်သွားလိုက်ဖျားကန်းသွားသွားပြီးတော့အဲ့ဒါကို ရေဝါလိမ့်မယ်။ကဲအစကနေစရွတ်ကြည့်ပါဗုဒ္ဓံတရဏံဂိသာမိ ဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဇီဝိတပရိယန္တံဘုဒ္ဓံတရဏံဂိသာမိဇီဝိတပရိယန္တံဓမ္မံတရဏံဂိသာမိဇီဝိတပရိယန္တံသံဃံတရဏံဂိသာမိပါဏုပေတံဘုဒ္ဓံတရဏံဂိသာမိ ဣဇဒဂေဘာနုပေတံဓမ္မံတရဏံဂိသာမိဣဇဒဂေဘာနုပေတံသံဃံတရဏံဂိသာမိမမိရလားအာယုံရရလေဟုတ်လားနော်နောက်ကအာယုံတွေအကုန်ဖြတ်တာဘာအာယုံမှမရှိဘဲနဲ့ဖရာအာယုံလေးနေတယ်ဤတန်လောက်ရမယ်အဲ့ဒီရဲ့နောက်ကဘာလူခြင်းမှုမှမပါရဘာမပါရဘူးလေ ဘာလူကျင်မှုမှမပါရဘူးဟာတပည့်တော်ဒီလိုလှုပ်တော့အပြင်ဘာရရပါလို့ဘာရရပါလို့ဘာတွေကိုဘလို့ရရပါလို့ဆိုတနေ့တမျိုးလှဲ့တောင်းတော့ဖရာဘာပေးရမြန်မတိဖြစ်ကုန်နေမယ်ဟုတ်လားနော်အဲ့ဒါကြောင့်မို့သိပြီအတောင်ရံမများနဲ့အတောင်ရံများရင်သာသမိနဲ့မိဘတော်ပြဿနာတက်သလားမတက်ဘူးလားအင်းအဲ့ဒါကြောင့်အတောင်ရံသိမများပဲနဲ့တခုတည်းတည်တောင်းရင်တော့တောင်းပါဟုတ်လားနော်အဲ့ဒါကြောင့်မို့အနှစ်ချုပ်ကတော့ရှင်မယတပည့်တော်ရတဲ့စည်းစိမ်ဒီသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ် တပည့်တော်ရတဲ့စီးစိမ်နဲ့သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလို့တစ်ချက်တည်းဆိုအကုန်ပြက်နော်ပြက်သလားမပြက်ဘူးလားသာသနာပြုမှရည်ရွယ်ချက်ပါတဲ့အတွက်ကြောင့်ဒီဘက်ကစီးစိမ်ကလည်းဒိုးတက်ပါလိမ့်မယ်ရှင်မရဒါတပည့်တော်ရလာရင်ခုလင်ခူစာသိမကူမကောင်းလို့နောက်ထပ်မော်ရယ်သိဝယ်မှာဖြစ်ပါတယ်ဘုရားရှင်တော်ဟိုကစဉ်းစားကောင်းစဉ်းစားလိမ့်မယ်ဘောင်းဆိုအတ္တဟိတသိကြီးလို့ဘာကြီးလို့လဲအေးအဲ့ဒါကြောင့်ဥစဉ်တော်ကတော့ဘာမှသူမတောင်းဟုတ်လားနော် တောင်းညင်လည်းပဲဒုသူတော်စင်များတောင်းလို့ရတယ်။ဘာလေးပဲအောင်ဆိုဖရာကိုသေချာကြည့်ပြီးတော့ဒါပဲဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိဆိုဘာမှမရခြင်းနေလင်းတာနဲ့ဖရာနှလုံးသားထဲထည့်ပြီးသားရသလားမရဘူးလားအဲ့ဒါလောက်ကောင်းတဲ့အရာသာမရှိဘူးလာကြွေးနေကြတာဒီစားပြီးကျင်ကြီးကျင်ငယ်ကုံသလားမကုံလားကုံနေနှလုံးသားထဲမှာရှိနေတဲ့ဖရာကတော့ ဘလူမထုတ်လို့မရရရလားအဲ့ဒါမျိုးလေးကိုမနဲ့လင်းရင်လုပ်ကြည့်မနဲ့တခါညအဲ့ရဝင်မှာတခါသေးကြပေါ့ထူးကြပါလိမ့်မယ်ဟောလားနော်အေးအဲ့ဒါကြောင့်မို့ဘဝမှာအဲ့ဒါမျိုးလေးလမ်းလျှောက်ကြည့်ကုသိုလ်ဆိုတာကအမြဲတမ်းလှုပ်ထားဖို့လိုသလားမလိုလားခုဦးဇင်းတို့ဒီမှာတရားဟောထွက်လာတယ်ဖရားနဲ့ဦးဇင်းနဲ့နှစ်ပါးကြီးတော့ဖရားကိုလျှောက်ရှင်မရတပည့်တော်သာသနာ2500သွားပြီးတော့တရားဟောမှာဖြစ်ပါတယ်ဖရားဖရားတခါလေးလျှောက်ခဲ့ ပြန်ပြီးတော့ဦးဇင်းတို့ရောက်ရင်လည်းပဲအဲ့ဒီတန်းရှင်မရတပည့်တော်သာသနာ2500ကတရားဟောပြီးရောက်ပါပြီဖေဟာဘာလို့လဲပြောရင်တရားဟောတဲ့ဘုန်းကြီးကအချိန်မရွေးသေးနိုင်လေမသေးနိုင်ဘူးလားဘာလို့သေးနိုင်လဲအမြဲတမ်းနေတာကကားလမ်းပေါ်နေတာများလားဟုတ်လားနော်ကြောင်းသိနေတယ်မရှိဘူးကားလမ်းပေါ်တင်ပြီးတာနော်ပြီးတော့အဲ့ဒါကားနဲ့သွားသွားပြီးတော့အဲ့ဒီကားပေါ်မှာငိုက်တင်ငိုက်ပြီးဟောကြတရားဟော ပလင်မော်ပြန်ထိုင်ပလင်မော်ထိုင်ပြီးကားပေါ်ပြန်ထိုင်ထိုင်ပြီးအဲ့ဒါကြောင်းပြန်ရောက်သာသင်္ကန်းနဲ့ကပြန်ထိုင်ထိုင်ပြီးကကြောင်းပြန်ထိုင်အထိုင်နဲ့ဓာနဲ့လည်းသူကပြီးနေတာတော်တော်များများကတဏိတာရဲ့အချိန်ဒီနဘေးတရားဝဲရှိရင်အဲ့ဒီကားလမ်းပေါ်မှာအချိန်ကုန်တာများတယ်အဲ့ဒါကြောင့်သူကလည်းဒီစတီယာရင်ကင်ပြီးတော့မောင်းတယ်ကိုယ့်ဘက်ကလူကလည်းမောင်းတယ်အမြဲတမ်းအန္တရာယ်ရှိသလားမရှိဘူးလားအဲ့ဒါကြောင့်သိရတဲ့လူဖြစ်ဖို့တော့လိုပါတယ် ဟုတ်လားသိရေဖို့ရတဲ့စောစောစီပြင်ဆင်တာအသက်ထင်ရှားရှိတုံးမှာလှုပ်တဲ့ကုသိုလ်ကိုလှုပ်တာပြီးသွားမှဈေးယုံရောက်မှပက်လက်ကြီးလမ်းမှကိုကလမ်းမလျှောက်နိုင်မှငါဘလို့မလှုပ်ခဲ့ရငါဘလို့မလှုပ်ခဲ့ရငါဘလို့မလှုပ်ခဲ့ရဆိုနောက်ကျသွားလိမ့်မယ်ကြာသလားမကြဘူးလားအဲ့ဒါကြောင့်အာစိန်နကံအရေးကြီးပါတယ်ဘာအရေးကြီးလဲအေးအဲ့ဒါကြောင့်မို့အကျိုးပေးတဲ့အပိုင်းမှာပထမဆုံးအလေးဆုံးကံကနေပြီးတော့အကျိုးပေးသွားပါလိမ့်မယ် အဲ့ဒါပြီးတော့တေကံဒီမှာအနီးကပ်လို့တဲ့ကံတဲ့အဲ့ဒီဂရုကံလည်းမရှိဘူးအာတန်ကံလည်းမရှိရင်ဘယ်ကံအကျိုးပေးမှာလဲအာသိဏကံနေတိုင်းလှုပ်ထားတဲ့ဟာတော်တော်များများကတော့နေတိုင်းလှုပ်ထားတဲ့ကံကပဲပြန်မြင်ဖို့ရများတယ်ဟုတ်လားနော်ဒီဘက်နှက်ကဦးဇင်းတို့ရွှေဆောင်တိုက်ထဲမှာအဲပထမ်းလိုက်ကြတော့ငါဆိုဆရာတော်ကြီးအမြဲတမ်းဩဝါဒပေးတာရှိနော်ဆရာတော်ဝဇိရဗုဒ္ဓဆိုဥယံကုန်ကြောင့်ဦးဇင်းတို့6ကြိမ်တောင်လိုက်ခဲ့နော်အဲ့ဒီမှာ ဆရာတော်ကြီးကတော့ပဋ္ဌံတအာမြေဟုတ်လားနော်ပဋ္ဌံတအာမြေတဲ့ဆိုမနဲ့လင်းဖရာကိုရောက်နေပြီမာမုနိဖရာမှာပြစ္ဆယနေရီသာပူဇော်တယ်ဒုသူရစင်များလည်းညံထက်မြက်ခြင်းပြစ္ဆယနေရီသာပူဇော်ပေးရမယ်ဟုတ်လားနော်ပြစ္ဆယနေရီသာဆိုတာပြစ္စယုတ်ဒေသနဲ့ပြစ္ဆယနေရီသာနှစ်မျိုးရှိတယ်ပြစ္စယုတ်ဒေသဆိုတာအကျဉ်းဟေတုပြစ္စယောအာရမဏပြစ္စယောအဓိပတိပြစ္စယောအဲ့ဒါအကျဉ်းအဲ့ဒါလေးကိုအကျဉ်းချက်တော့ဟေတုပြစ္စယောဒီနောက်ကပါတယ် အဲအဲ့ဒါပဲဟေတုဟေတုသမယုတ်တကာဏံဓမ္မာနံတံသမုဋ္ဌာနာနိသရူပာနံဟေတုပစ္စယေနပစ္စယော အာရမဏပစ္စယောတိရူပယရဏံသကုဝိညာဏဓာတုယာတံသမယုတ်တကာဏိသဓမ္မာနံအာရမဏပစ္စယေနပစ္စယောအဲ့ဒါကိုပစ္စယနိဋ္ဌိတပစ္စယကပစ္စည်းနိဋ္ဌိတကအကျဉ်ပစ္စယုတ်ဒေတာဆိုရင်ပစ္စယကပစ္စည်းဥဒေတာကအကျဉ်အဲ့ဒါကိုရွတ်ပြီးဉာဏ်သေးကြပေါက်ချက်တယ်ဟုတ်လား ဥစဉ်ငကိုယ်တုံးကဒီသမုဝဲဖြီတုံးကပေါ့ပထမပိုင်းနေမှာတော်တော်များများကြတာတွေများတယ်နော်ဘာလို့လဲပြောရင်ဘာကြောင့်ကြတာလဲဆိုသမုဝဲတားအောင်ရင်ဘာသာရေးမလုပ်ဘာမလုပ်လဲဘုန်းကြီးဘုရားနေတာတော့မှန်တယ်ဘုရားဝတ်တက်ဆိုရင်လေเจ้าကနှင်ထုတ်มาကြောက်လို့ဝတ်တက်နေရတာကိုယ့်ရဲ့စိတ်แท้ကနော်ဒီအချိန်တန်ချောင်းခောက်လို့မှာငါဝတ်မတက်ရင်เจ้าကထုတ်လိမ့်မယ်ဒီအချိန်မှဒါမလုပ်ရင်ထုတ်လိမ့်မယ်ဆိုတဲ့စိတ်ကဥစည်းနေအရွယ်လေးနည်းနည်းကြီးလာတဲ့ကပုံပြောင်းသွားနော် ဘာပြောင်းသွားဆိုဘဇူပြောပြောမပြောပြောတနေ့တစ်ချိန်ကတော့ဘုရားဝိတ္တတင်တယ်အဲ့ဒါကြတော့ပင်ကိုစိတ်ဖြစ်သွားဘာစိတ်ဖြစ်သွားဘုရားကအကျိုးပေးတယ်မထင်လဲပင်ကိုစိတ်ကအကျိုးပေးဟိုဟာကကြုံကုသူဒါကသခင်ကုသူသူတစ်ပါးခိုင်းလို့လောက်တာဘုရားကကိုယ်ကိုယ်တိုင်သခင်စိတ်နဲ့လောက်တာဖြစ်တယ်သခင်ကုသူကအကျိုးပေးသလားမပေးဘူးလားအေးနောက်ပိုင်းအဲ့ဒါဦးဇင်းတို့တက္ကသိုလ်ရောက်သွားတဲ့အခါကနေစပြီးတော့ပဋ္ဌာန်းတော်တော်များများရုပ်ဖြစ်တယ်နော် ည10နာရီခွဲလို့ရှိရင်ဦးဇင်းတို့ပုံမှန်ပဲနော်ဘယ်နှစ်နှစ်လောက်ထိဇက်တက်ရွတ်ဖြစ်တယ်လဲလို့ပြော3နှစ်လောက်ထိဇက်တက်ရွတ်ဖြစ်အဲ့ဒါညာပိုင်းရောက်ရင်10နာရီခွဲရင်အလူလူနင်းကိုဒီပဋ္ဌာန်းမရွတ်ရရင်ကိုအိရာတဲ့ဝင်ရင်တခုခုလူနေတယ်လို့ခံစားလာရအဲ့ဒါကြောင့်အမြဲတမ်းအဲ့ဒါမျိုးတွေဖြစ်ဖို့လူသလားမလူလားအဲ့ဒါကိုဘာကံလို့ခေါ်လဲအာစိဏကံဘာကံနဲ့လဲအေးအဲ့ဒါတွေကိုဒုသူရဇင်များကိုဖြစ်စေချင်တာပါဘာလို့လဲပြောရင် မြန်မာလူမျိုးကဗျာသိပ်များတဲ့လူမျိုးဟုတ်လားနော်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်အချိန်ကုန်တယ်လူဘဝမှာအဲ့လောက်ကြီးထိဟုတ်လားကိုကကျမ်းမာရေးလဲကောင်းကျင်မှာကောင်းမယ်အသက်ကလည်းပဲအဲ့လောက်ထိရှည်ကျင်မှာရှည်မယ်ခနာပန်းလေးနေရတဲ့အပိုင်းမှာတန်ဖိုးရှိရှိလေးနေတော့ဘူးလူသလားမလူလားအေးအဲ့ဒါကိုကဲခုမှဒီမှာကြည့်လိုက်တဲ့အခါကံဘယ်နှမျိုးပြေးသွားကရုကံရဲ့အာသနကံရဲ့အာသိနကံရဲ့ နောက်တစ်ခုကကျတော့ကတ္တတာကံနဲ့ဘာကံနဲ့လဲကတ္တတာကံကြောကြည့်ပါဦးဗါလဲလေကတ္တတာကံအဲ့ဒီကတ္တတာကသူကကကြီးဟိုဘက်ကတတလင်းချိတ်နဲ့ရေးရတာကတ္တတာကံနဲ့ဘာကံနဲ့ကတ္တတာကံဆိုတာပြုတ်ပြီးသွားတဲ့ကံနဲ့ဘာကံနဲ့လဲပြုတ်ပြီးသွားတဲ့ကံဆိုတော့ခုအကျိုးပေးလိုက်တဲ့အခါအလေးဆုံးကံကယဉ်ကျိုးပေးလိမ့်မယ်အဲ့ဒါမရှိရင်အာတနကံ အနီးကပ်လုတဲ့ဟာကအကျိုးပေးသွားလိမ့်မယ်အဲ့ဒါမရှိရင်ဘယ်ကံကပေးမှလဲအာစိဏကံကပေးမှာအပေါ်၃မျိုးမရှိရင်ဘဝဘဝကလှုပ်ထားတာတွေပြစ္ဆုတ်ပံဘဝတော့ကဟိုးတော့ကလှုပ်ထားတာတွေကနေလာပြီးတော့အကျိုးပေးလိမ့်မယ်တဲ့အဲ့ဒါကိုဘာကံလို့ခေါ်လဲကတ္တတာကအဲ့ဒါအကျိုးပေးအကျိုးပေးနဲ့ပြောနေတဲ့ဇာတ်တွေကိုအနှစ်ချုပ်လိုက်နှစ်မျိုးပဲကုသိုလ်ကံနဲ့အကုသိုလ်ကံဘာကံနဲ့ဘာကံလဲ အဲ့ဒါကြောင့်ဒုသူရောစင်များဘာကံနေများနေဖို့လိုလေကုသိုလ်ကံနေများနေဖို့လိုသလားမလိုလားအေးအဲ့ဒါကံဘယ်နှမျိုးတယ်လဲကံက၄မျိုးကံရဲ့အကျိုးပေးပုံကလည်း၄မျိုးနောက်တစ်ခုကကံရဲ့အကျိုးပေးရာ ကာလကလည်း၄မျိုးတဲ့ဗါတယ်လေကံရဲ့အကျိုးပေးရာကာလက၄မျိုးတဲ့အဲ့ဒါကဘယ်လိုလဲပြောရင်ပထမက ဒိဋ္ဌဓမ္မဝေဒနိယကံเนี่ยဘာကံเนี่ยလဲဒိဋ္ဌဓမ္မဝေဒနိယကံပြောကြည့်ပါဦးဘာတယ်လဲဒိဋ္ဌဓမ္မဝေဒနိယကံဆိုတာကတိုက်ရိုက်ပါတာပြန်ရင်တော့ပစ္စုပန်ဘဝမှာတင်အကျိုးပေးတဲ့ကံဘာတယ်လဲပစ္စုပန်ဘဝမှာတင်အကျိုးပေးတဲ့ကံချက်ချင်းလက်ငင်အကျိုးပေးတာတွေရှိဘူးလား ေးချက်ချင်းလည်းငယ်အကျိုးပေးတာတွေရှိတယ်မြေကြီးကရွှေသီးတဲ့ဇလန်းနေမရှိဘူးလားမရှိပါဘူးဘယ်သူတဲ့တော့နာမယ်ရမောင်ပုံနာတော့မရှိဘူးလားအေးမောင်ပုံနာတော့ဇလန်းဆိုရင်အဲ့ဒါမြေကြီးကဘာလို့လဲရွှေသီးတာအဲ့ဒါမျိုးကံဒီပြစ္ဆုတ်ပံနဲ့အကျိုးမပေးဘူးလားတို့သူတော်စင်များလည်းအခုပြစ္ဆုတ်ပံပါတယ်အကျိုးပေးတဲ့လူတွေရှိသလားမရှိဘူးရှိတယ်ချိုးပစ္စုပန်နဲ့အကျိုးပေးတာတခြားတွေတော့မကြည့်ပါနဲ့ကိုနဲ့နီးစက်တဲ့ ဟာပဲသွားပြီးတော့ကြည်ပေါ့အခုမစိုးရင်ចောင်းတကာကြီးတော့မရှိဘူးလားဥသက်ရှိလို့မူရင်းကအထန်းလေးနဲ့ရောင်းစားတဲ့လူပဲနောက်ပိုင်းចောင်းပေါင်း15ចောင်းပြီနော်ဆောက်သလားမဆောက်လားចောင်းတကာဘဝတည်းရောက်သွားတယ်အဲ့ဒါပစ္စုပန်နဲ့အကျိုးပေးတာသူတင်ချမ်းသာတာမဟုတ်သူသားသမီးစင်ဆက်ပါချမ်းသာသလားမချမ်းသာဘူးလားမူရင်းကတော့အထန်းလေးနဲ့လှက်ပတ်ပြီးရောင်းရတဲ့ပုဂ္ဂိုလ်ဟုတ်လားဒါပေမဲ့သူတို့မှာဘဝအောက်ခြေမလွတ်ဘူးဘာမလွတ်ဘူးလဲ ဘဝအောက်ချေမလို့ဘူးဥစဉ်တို့စီခုတခါတလေလာလာနေတဲ့အမေရိကန်ပြန်ဒေါက်တာတယောက်ရှိတယ်ဟုတ်လားနော်အမေရိကန်မှာနေလိုက်တဲ့ခါကျတော့ဘာဖြစ်သွားသလဲဒီမှာလာတဲ့ခါကျတော့ဟိုဖားကပြုတ်ကားလေးတွေတွေ့ဘူးလားဟိုခုံခုံကုန်းကုန်းနဲ့ဖားကပြုတ်ပုံစံမျိုးကားလေးလာရင်အဲ့ဒါမျိုးကားလေးနဲ့ပဲလာတယ်ဝိထရာကြည့်လိုက်လို့ရှိရင်အပေါ်မှာဝိထရာဥစဉ်တို့ဥစဉ်တို့ယွာတွေဘက်ကထွက်တဲ့ဖြင်းတယ်ကြီးတွေရှိတယ်နော်အဲ့ဒီဖြင်းတယ်နဲ့ပဲဖြစ်သွား ခិសန္တာကိုတပည့်တော်အကုန်ဆန်ကြည့်ပြီးသွားပြီဗျာနော်ခិសန္တာတွေအကုန်ဆန်ကြည့်ပြီးတော့ဘာမှမဟုတ်ဘူးဆိုတာသဘောပေါက်သွားပြီတဲ့အဲ့ဒါကြောင့်တပည့်တော်ဈေးကြီးကြီးပေးရတဲ့ကာမျိုးအတွက်သုံးမဲ့စားငါဘဝအတွက်နောင်လာနောင်သားအတွက်ဘာသုံးမဲ့ဆိုတာကိုပို့ပြီးဂယုစိုက်သွားပြီငါအတွက်ဘဝမှာရှယ်ဝိတ္တာတဲ့ဒီတဲ့ကုံမဲ့ဟာနဲ့ငါဘာလို့မလုံးဆိုတာကိုပို့စဉ်းစားသွားပြီဆိုတော့ တခါတလေပေါ်လာလို့ချင်းတော်တော်လေးအံ့ဩဖို့ကောင်းတယ်ပေါ့နော်ရထားတာတော့ဘယ်ရဘွဲရတာလဲအမေရိကန်နိုင်ငံကဘွဲရတာဝိတ္တစားတာနောက်တစ်ခုတို့သူတော်စင်မယားအမေရိကန်ကဘွဲရတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ယူသားမှုကိုကြည့်ချင်းရင်မန္တလေးကျုံကြီးနန်းလေးကိုနော်ကျုံနန်းကိုရောက်တဲ့အခါကျတော့ကျုံကပပ်ပက်လေရှိတော့တို့မြောက်ဖက်ကိုသွားတဲ့ကြောင်းနော်မြောက်ဖက်ကိုသွားတဲ့နေရာ26လမ်းပေါ့နော် 26လမ်းကနေပြီးတော့မြောက်ဘက်ကိုကျုံသွားတာမရှိဘူးလားအေးအဲ့ဒီမှာမနက်9နာရီလောက်ဆိုရင်လူတယောက်လမ်းလျှောက်ရှောက်နေတာကိုတွေ့လိမ့်မယ်ဟုတ်လားသင်္นานနေလည်းပဲအများကြီးပို့ချပေးတယ်ဆရာကြီးဥထေအောင်နဲ့ကြားဘူးလားဆရာကြီးဥထေအောင်နော်တို့အင်တာနက်မှာတော့သူ့ရဲ့ဟောပြောချက်တွေတင်ထားတာရှိနော်ဆရာကြီးဥထေအောင်ရဲ့စိတ်တဲ့ဥစဉ်တို့ထဲမှာသူကစာပြမိုးရွာလာရင်ဥစဉ်နေဆိုတော့ငဲတဲ့ပုံကတော့ခေါင်းပေါ်စအုပ်ခရာဟိုသင်္ကန်းကိုတင်နေပြီးတော့ မိုးရွာတယ်ပြေးတယ်နော်မိုးရွာတယ်ကိုတုတ်တုတ်တုတ်နဲ့ဦးစင်းတွေကပြေးတယ်ဆရာကြီးကတော့လာရင်တလန်းချင်းပဲမိုးရွာလည်းတလန်းချင်းပဲလေတိုက်လည်းတလန်းချင်းပဲစကားပြောလည်းပဲဘရော့မှလော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 ပြောတာမရှိဘူးအရှင်ဘုရားတို့တပည့်တော်ဒီနေ့သင်ပေးမယ်အကြောင်းအရာကကံမဝါဒဖြစ်ပါတယ်မရှင်းစရာရှိလားမရှိဘူးဟုတ်လားနော် ဘယ်အချိန်ကျမှတွတ်တုံဆိုတော့အင်္ဂလိပ်နဲ့ရှင်းပြတဲ့က foreigner ရောက်ရင်တော့တအားတွတ်တာဟုတ်လားနော်အဲ့ဒီအချိန်ကျတော့ rule rule တော့ I want to explain to about the this karma it is very important this a group karma အဲ့ဒါကျတော့တန်းချတော့နော် foreigner ရောက်ရင်ကျတော့အဲ့ဒါမျိုးလုပ်တယ်ဗမာချင်းပြောရင်လုံးဝအင်္ဂလိပ်စကားညှက်လိညှက်တာမရှိဘူးဟုတ်လားနော်တို့ရဲ့သက်တမ်းကအမေရိကန်မှာနေခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ယူသားချက်ကလည်းအဲ့တိုင်ဖြစ်သွားပြန်ရောဟုတ်လားနော် ထင်တာကအဲ့ဒီမှနေဆိုပြန်လာတော်တော်ပြည့်စည်စရာရှိသလားမရှိဘူးလားရှုကပြန်လာပြီမနေတတ်မထိုင်တတ်သမားလည်းပဲရှိတယ်ဟုတ်လားသွားပြီးတော့ကြည့်ရင်လူထဲမှာဟာတို့ကစင်ကာပူကပြန်လာတာမင်းဒီကွာလေကောင်းလေတန်သိမရအောင်လေတွေကဘလို့ဖြစ်သွားတာဟိုတယ်ကဘလို့ဖြစ်သွားနေရှိတယ်ဟုတ်လားအဲ့ဒါမျိုးကွာသွားတယ်တကယ်နေလာတဲ့ပုံကကြတော့ကွာသလားမကွာဘူးလားအေးအဲ့ဒါကြောင့်ဆုလိုချင်တာကဘဂဝါမှာကုသိုလ်များများရအောင်လားနေ ြံတာတွေကတော့အပယိကပဲဘာစုဘာမှမတည်မြဲဘူးတည်မြဲရဲ့လားကဲအဲ့ဒါကြောင့်ပထမဦးဆုံးအကျိုးပေးတာကဒိဋ္ဌဓမ္မဝေဒနိယကံဘာကံနဲ့လဲအဲ့ဒီကံမျိုးကြတော့ပစ္စုပန်မှာလှုပ်ပြီးတော့ပစ္စုပန်မှာအကျိုးပေးတယ်ဘာလို့ဒါလဲပစ္စုပန်မှာလှုပ်ပြီးတော့ပစ္စုပန်မှာအကျိုးပေးတယ်ဒါကထို့သူတော်စင်များပြောလို့ပေါ့ယန်းတန်ကတော်များကတော့သိပြီးသား ကုသိုလ်လုပ်လို့အကုသိုလ်ပဲလုပ်လို့ဇောခုနှစ်ချက်ရှိတယ်ဟုတ်လားဇောဟာအဲ့ဒါဇော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 ဆိုပြီးတော့ခုနှစ်ချက်ကမ္မပဋ္ဌာမြောက်သွားတာကတတ္တမဇောရောက်မှကမ္မပဋ္ဌာမြောက်သွားတယ်အကျိုးပေးတဲ့အခါကျတော့ပစ္စုပ္ပန်မှာအကျိုးပေးတာကပထမဇောကအကျိုးပေးတယ်ပထမဇောအကျိုးပြီးတော့ဇောနောက်ထပ်ဘယ်နှချက်ပြန်6ချက်ပြန်လေအဲ့ဒါအလေဇော5ချက်ကိုခြံထားလိုက်နောက်ဆုံးတစ်ချက်ကကျတော့ဒုတိယဘဝမှာအကျိုးပေးတယ်အလေ5ချက်ကကျတော့ တို့နိဗ္ဗာန်မရောက်မချင်းဈာကာလမှာအကျိုးပေးတယ်။ရဟန်းတန်ကတော်များကြတော့ပြီပြီသား။တို့သူတော်စင်များကြတော့ဇောလို့ပြောလိုက်ဘာဇောတော့ဖရာနဲ့တစ်ခါပြန်ပတ်နေမှာဆိုတော့ဟုတ်လားနော်။အဲ့ဒါကြောင့်ပစ္စုပန်ဘဝတွင်အကျိုးပေးတဲ့ကံကိုဒိဋ္ဌဓမ္မဝေဒနိယကံဘာကံနဲ့လဲ။အေးနောက်ထပ်ကံတစ်ခုကြတော့ဥပပစ္စဝေဒနိယကံနဲ့ဘာကံနဲ့လဲ။ဥပပစ္စဝေဒနိယကံ ဘယ်ဘဝကနေစပြီးတော့အကျိုးပေးမှလဲလို့ပြောရင်ဒုတိယဘဝကနေစအကျိုးပေးမှဘယ်ရတယ်လဲဒုတိယဘဝကနေအကျိုးပေးခုဒုသူရစင်များလှုပ်ထားတဲ့ကုသအကုသတွေမရှိဘူးလားရှင်မရတပည့်တော်လူရိုက်ထားတာဗျာပြစ္ဆုတ်ပံဘဝမြင်အရိုက်မခံရဘူးတပည့်တော်အရိုက်မခံရဘူးဖရာနဲ့တိတ်ပြီးတော့လက်မမထောင်နဲ့ပြစ္ဆုတ်ပံဘဝမှာအကျိုးမပေးရင်ဘယ်ဘဝမှာအကျိုးပေးမလဲ ဒုတိယနောက်ဘဝမှာသွားပြီးတော့အကျိုးပေးတာရှိသလားမရှိဘူးလားချုပ်ကပစ္စုပန်မှာနေတာတော့တော်တော်ကောင်းတယ်ဒါပေမဲ့ဗျုံငနဲ့ဖြစ်ပြီးတော့အဲ့ဒါအကုသိုလ်တစ်ခုခုဆိုက်သွားတာရှိသလားမရှိဘူးလားအဲ့ဒါဆိုရင်ပစ္စုပန်ကောင်းတာတော့မှန်နေအတိတ်ဘဝကပါလာတဲ့မကောင်းတဲ့အကုသိုလ်ဂျိုးလာပြီးတော့ထရတယ်လားမထရဘူးလားအဲ့ဒါဥပပစ္စဝေဒနိယကံတိဒုတိယဘဝရောက်အကျိုးပေးတယ်ဒုတိယဘဝဆိုတာဒီဘဝသေပြီးနောက်ဘဝကိုပြောတာနော် နောက်တစ်ခုကကြတော့အပ္ပရာပရိယဝေဒနိယကံတဲ့ဘာကံနဲ့လဲအပ္ပရာပရိယဝေဒနိယကံတဲ့အဲ့ဒီကံကကြတော့တတ္တိယဘဝကနေစပြီးတော့ပရိနိဗ္ဗာန်မဆန့်မချင်းဆက်လက်ပြီးတော့ပွားမဲ့ကံအဲ့ဒါကိုဘာကံနဲ့လဲအပ္ပရာပရိယဝေဒနိယကံစုပေါင်းဘယ်နှမျိုးရအေးအဲ့ဒါကြောင့်ရှင်းရှင်းမှတ်ရင်တော့ပစ္စုပန်မှာအကျိုးပေးမဲ့ကံ ဒုတိယဘဝမှာအကျိုးပေးမဲ့ကံတတိယဘဝကနေနိဗ္ဗာန်မရောက်မချင်းအကျိုးပေးမဲ့ကံလို့ဘယ်နှမျိုးရှိပါနောက်တစ်ခုကကျတော့အဟောတိကံနဲ့ဘာကံနဲ့လဲအဟောတိကံဆိုတာကအကျိုးမပေးတော့ဘဲနဲ့ဒီတိုင်းပြောက်သွားတဲ့ကံနေဟုတ်လားနော်အဲ့ဒါမျိုးလေးရှိသလားမရှိဘူးလားအေးအကျိုးမပေးတော့ဘဲနဲ့ကိုလှုပ်ထားတဲ့လှုပ်ရက်ကပြောက်သွားတယ်ဆိုတာက ဥပမာအဖြစ်ကြည့်ရင် အင်္ဂုလိမာလာကြီးကြည့်လည်းပဲရနော်အင်္ဂုလိမာလာကလူဘဝကဘာလုပ်ခဲ့လက်ညှိုးပေါင်းတစ်ဆောင်ဖြစ်တယ်အဲ့ဒီအာဟုတုနဲ့ဆိုရင် သူဒီယဟန္တာဖြစ်ဖို့အကြောင်းရှိလားတလောက်အာဟုတုတွေများနေတာအာဟုတုအကျိုးသူတတ်တာသူပြန်သိမှာပေါ့ဗျာလို့ပြောကောင်းပြောလိမ့်ဒါပေမဲ့ပြစ္ဆုတ်ပံဘဝမှာတဲ့သူ့ဟာသူအပီးလှုပ်သွားတော့မကောင်းတဲ့ဟာတွေကသူ့အကျိုးပေးသေးလားမပြီးတော့ဘဲနဲ့ဒီဘဝမှာမတ်စေရနာနဲ့ မတ်ကုသူနဲ့အကုန်လုံးကိုပယ်ဖြတ်ပြီးတော့ရန်တာအဖြစ်ကျင့်သွားတယ်ဒုသူတော်စင်များလည်းအခုအကုသူတွေရှိကောင်းရှိလေအဲ့ဒီအကျိုးတွေကပေးမှကြောက်ရင်ကုသူများများလောက်ရမယ်အထူးအဖြစ်ကတော့တရားအားထုတ်ပြီးတော့မတ်ကုသူရအောင်လုပ်ပြီးပယ်သက်လို့မရဘူးလားရတယ်အဲ့ဒါကြောင့်မို့ကဲအခုပြန်ပြောလိုက်ကံရဲ့အကျိုးပေးရာကာလဘယ်နှမျိုးတယ်လဲလေးမျိုးကဲပါဠိလိုပြောကြည့်ပါဦးဒိဋ္ဌဓမ္မဝေဒနိယကံ ဥပပိစ္စဝေဒနိယကံအပရာပရိယဝေဒနိယကံအဟောတိကံလို့အဲ့ဒါဘယ်နှမျိုးအေးအဲ့ဒီ၄မျိုးရှိတယ်အလုံးကိုခြုံပြောရင်တော့ဒီနေ့ပြောခဲ့တာတွေအလုံးကြီးကံအကြောင်းပါပဲဘာအကြောင်းလဲကံအကြောင်းကံဆိုတာတခြားမဟုတ်ဘူးအလုတ်ကို ပြောတာဘာကိုပြောလဲအလုတ်ကိုပြောတာအဲ့ဒီအလုတ်ကိုဖွဲကြည့်ရင် ကောင်းတဲ့အလုတ်နဲ့ မကောင်းတဲ့အလုပ်ကုသိုလ်ကံနဲ့အကုသိုလ်ကံအဲ့ဒီနှစ်ခုတည်းလိုင်းပူးလေမရှိဘူးကုသိုလ်တရားသည်ကုသိုလ်အတိုင်းအကျိုးပေးသလားမပေးဘူးလားအကုသိုလ်တရားသည်အကုသိုလ်တိုင်းအကျိုးပေးတယ်ဟုတ်လားအဲ့ဒါကြောင့်မို့အကုသိုလ်လုပ်ရင်းနဲ့လည်းပဲကုသိုလ်လုပ်လို့မရဘူးလားရတယ်သူကကြက်သွားခိုးတယ်ခိုးလာပြီးတော့ခိုးတော့ကအဲ့ဒါအကုသိုလ်ပဲအဲ့ဒီကြက်သားကိုချက်ပြီးတော့ပြန်ပြီးတော့ဘုရားဆွံ့တော်တင်မယ်ဆွံ့လောင်းမယ်ဘာပြန်ဖြစ်သွားလဲ အဲ့ဒါကြောင့်လောကမှာ အချိန်မရွေးပါနဲ့ငါတို့လောကလူဘဝမှာနေတော့ဒီလိုကြီးလှုပ်လို့မရဘူးရှင်မရတပည့်တော်တို့ကအပြစ်သိကြီးတော့ကုသိုလ်လုပ်ချိန်မရှိဘူးခရားလို့မလှုပ်လိုက်ပါနဲ့အကောင်းဆုံးကတော့အကုသိုလ်နေတာအကောင်းဆုံးမရှောင်နိုင်ရင်အကုသိုလ်လည်းလှုပ်ကုသိုလ်လည်းလှုပ်ပါဘာလဲလှုပ်ရမလဲကုသိုလ်လည်းလှုပ်မရှောင်နိုင်ရင်ပြောတာအကုသိုလ်ကိုတိုက်တွန်းနေတာမဟုတ်ဘူးအကောင်းဆုံးကတော့ရှောင်နိုင်လေကောင်းလေပေါ့ဟုတ်တယ်မလားနော် အဲ့ဒါကြောင့်တစ်ဖက်ချွန်တယ်ဆိုပေမဲ့အကုသိုလ်ကြီးတဲ့ချွန်တက်တဲ့ပုဂ္ဂိုလ်တော့မဖြစ်ဘူးရလို့သလားမလို့လားလို့တယ်အဲ့ဒါကြောင့်မို့လူဘဝရဲ့ဖန်ဆင်းရှင်အခုတရားခံပေါ်ပြီလားဘာစုလဲကံတရားပဲဘာတရားလဲအဲ့ဒီကံကိုဘာစုလောက်တာလဲအဲ့ဒါကြောင့်မို့ကိုယ်ဘဝကိုယ်ပဲဖန်ဆင်းနေကြတယ် အဲ့ဒါကြောင့်အနာဂတ်ဘဝဘာဖြစ်ကျင်တယ်လဲကိုကိုကိုမေးအဆင့်မြင့်ကျင်ရင် မြင့်အောင်လေးလို့ရတယ်ချမ်းသာကျင်ရင် ချမ်းသာအောင်လို့လို့မရဘူးလားရတယ်အဲ့ဒါကြောင့်ဥစဉ်ပြောခဲ့တဲ့တရားပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရင် လူဘဝဤဖန်ဆင်းရှင်တဲ့ဗာလေလေမတူညီတဲ့ဘဝဆိုတာလောကလူဘဝလာရပြီမဲ့ရုပ်ချင်းလည်းမတူဘူးဉာဏ်ဉာဏ်သွေးချင်းလည်းမတူဘူး စည်းစိမ်ခြင်းလည်းပဲမတူဘူး။ကြွားသလားမကြွားဘူးလား။ကြွားနေကြတယ်။အဲ့ဒီကြွားတာကိုဘာသာမျိုးစုံကနေပြီးတော့ဘဝရဲ့အယူဆတွေတင်ပြထားတာရှိတယ်။ဒီလိုကြွားဟနေခြင်းဒီဘာလဲလို့ပြောရင်ပထမအယူဆကဘုစုကြောင့်လည်းဖန်ဆင်းရှင်ကြောင့်ပါဠိလိုပြောရင်ဣတရနေမာနဟေတုဒိဋ္ဌိနောက်တစ်ခုကဘာကြောင့်အေးပုပ္ပေကတ္တဟေတုဒိဋ္ဌိဆိုတာ ရှေးကံကြောင့်တဲ့ပြစ္ဆုတ်ပံကံမဆိုင်ဘူးတဲ့နောက်တစ်ခုကဘာလဲလဲအာဟိတုကဒိဋ္ဌိဆိုတာသူ့ဝသူဖြစ်တာဘာကြောင့်မှဖြစ်တာမဟုတ်ဘူးဖန်ဆင်းရှင်လည်းမဟုတ်ဘူးကံလည်းမဟုတ်ဘူးသူ့ဝသူအော်တိုမက်တစ်ကယ်လီဖြစ်ပြီးပြတ်သွားတာဟုတ်လားနော်အဲ့ဒါမျိုးယူဆတယ်နောက်တစ်ခုကဘာလဲလဲကမ္မတက္ကတာသမ္မာဒိဋ္ဌိဘုဒ္ဓဘာသာရဲ့အရာကတော့အဲ့ဒါမျိုးကွဲပြားခြင်းဒီကံကြောင့်ပါတဲ့ကောင်းတာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးရနေတာပါ ဆိုးတာလုပ်တဲ့ပုဂ္ဂိုလ်ကဆိုးကျိုးရနေတာပါအဲ့ဒါဘယ်ဘာသာကရှင်းတာလဲဘုရားဘာသာကရှင်းတာအဲ့လို့ဆိုတော့ဘုရားဘာသာရဲ့ရအဲ့ဒီကံကဘယ်နှမျိုးတယ်လဲ၄မျိုးရှိတယ်ဘာကံနေတယ်လဲဇဏကကံဥပထံပကကံဥပပီလကကံဥပဃာတကကံเนี่ยဘယ်နှမျိုးအေးမြန်မာလိုပြောရင်ဖြစ်စေတတ်တဲ့ကံရဲ့ ထောက်ပံ့ပေးတဲ့ကံရဲ့အနိကနှိမ့်ဆက်တဲ့ကံရဲ့အနုကတက်ဖြတ်တဲ့ကံရဲ့ဘယ်နှမျိုးလဲအေးနောက်တစ်ခုကကံဒီအကျိုးပေးကြတဲ့ကရှင်မရဒီလောက်လှုပ်ထားတာတွေများနေဘယ်လိုစင်ပြီးမြန်အကျိုးပေးသလဲလို့ဆိုရင်အကျိုးပေးပုံဘယ်နှမျိုးကဲပထမကဘာလဲလဲဂရုကံအာတန်ကံအာသိန်ကံကတတကံ အေးလှုပ်ထားတဲ့အလုပ်တွေထဲမှာအပြစ်ကြီးဆုံးဖြစ်နေရင်အဲ့ဒီပုံကိုယ်တည်အဲ့ဒီအပြစ်ကို လာပြီးတော့ပထမဆုံးအကျိုးကို မခံစားရဘူးလားအေးပိစာနန္တရိယကလွန်ကျူးထားလိုက်ရင်အဲ့ဒီပုံကိုယ်တည်အဲ့ဒီအတွက်ပိဆက်ရမှုကသရလိမ့်မယ်ဒါကအကုသိုလ်ပိုင်းကုသိုလ်ပိုင်းသွားကြည့်ရင်မဲခုတ်ကုသိုလ်တွေဆိုတာရှိတယ်ရူပကုသိုလ်အရူပကုသိုလ်အဲ့ဒီကုသိုလ်များသည်လည်းပဲကြီးလေးတဲ့ကံသူကကောင်းတဲ့ဘက်ကကြီးလေးတယ်ဘယ်ဘက်ကကောင်း ကောင်းတဲ့ဘက်ကကြီးလေးတာသူတစ်ပါးအဖေမေတ္တတာက မကောင်းတဲ့ဘက်ကကြီးလေးတာအဲ့ဒီကံတွေကအစအဆုံးအကျိုးပေးလိမ့်မယ်ဒုတိယကကြတော့အာတဏကံကဘာလဲလဲအနီးကပ်နော်အနီးကပ်ကြမှာပြုတ်လုတဲ့ကံနောက်တစ်ခုကဘာလဲလဲအာစိဏကံအမြဲတမ်းလေ့ကျင့်ထားတဲ့ကံနောက်တစ်ခုကကတ္တတာကံဆိုတာကဟိုယခင်ကစပြီးလုပ်ခဲ့တဲ့ကံတွေကအကျိုးပေးလိမ့်မယ်အဲ့ကြတော့အကျိုးပေးရာကာလကလည်းဘယ်နှမျိုးလဲ လိမ်မျိုးအဲ့ဒါဘာတွေလဲပြောရင်ဒိဋ္ဌဓမ္မဝေဒနိယကံဥပပိစ္ဆဝေဒနိယကံအပရာပရိယဒနိယကံအဟောတိကံနဲ့ဘယ်နှမျိုးရှိမြန်မာလိုပြောရင်တော့ပစ္စုပ္ပန်မှာ အကျိုးပေးတဲ့ကံရယ်ဒုတိယဘဝကစပြီးအကျိုးပေးတဲ့ကံရယ်တတိယဘဝကနေပြီးတော့နိဗ္ဗာန်မရောက်မချင်းအကျိုးပေးတဲ့ကံရယ် လုံးဝအကျိုးမပေးတော့တဲ့ဟောတိကံရဲ့တဲ့ဘယ်နှမျိုးလဲလဲကဲဒုသူရစင်မြားတရားကတော့ပြီးသွားပြီမှတ်မိရဲ့လားမမှတ်မိလဲတစ်ခေါက်မပြောတော့ဘူးပြီးသွားပြီဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့တရားနာရင် ဘုသူတရဖို့လိုပါတယ်ရထားတဲ့ဘုသူတသိမ့်ထားလို့တော့မရဘူးဘာလို့မရကိုယ့်ရဲ့နေစဉ်ဘဝထဲမှာအသုံးချစီးပွားရေးလုပ်တော့မှဘာသာရေးနဲ့အသုံးချပြီးနေရင် ချမ်းသာသူများသည်ပိုချမ်းသာလိမ့်မယ်မချမ်းသာဘူးလားဆင်းရဲတဲ့သူများသည်ချမ်းသာလာပါလိမ့်မယ်အဲ့ဒါကြောင့်မို့လောကသားအလုံးဒုက္ခကနေဒုက္ခကိုပြောင်းဖို့အပိုင်းမှာကမ္မဝါဒသည်ရည်ကြည်သလားမကြည်ဘူးလားအေးအဲ့ဒါကြောင့်ဒီနေ့ကြွားရောက်လာကြတဲ့အလုံးတော်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့သည်မိမိကိုယ်တိုင်ကလည်းပဲတမှုရှိတဲ့လူဘဝကိုရနေတဲ့အခိုက်တန့် တန်ဖိုးမဖြတ်နိုင်တဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့လည်းတွေ့နေတဲ့အခိုက်အတန့်မှာမိမိရဲ့ဘဝကိုတဆင့်နဲ့တဆင့်မြင့်အောင်ဘုရားရှင်ကိုရောမြတ်ရဲ့အဆုံးအမဖြစ်တဲ့ဒါနသီလဘာဝနာစတဲ့ကိစ္စတို့ကိုတဏိတခြားကျူစွာအာထုံနိုင်ပြီး၍တပည့်တော်တို့သီဝဘဝတို့တို့နဲ့မညံဖုန်ညံနိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟု၍ ေါင်းစုက တောင်းစုပထနာပြုလိုက်ကြကုန်ရသည်ဘယ်ဥစဉ်ကတစ်ခေါက်ဆိုပေးမယ်တို့သူတော်စင်များက၃ခေါက်စီဆိုရမယ်ဗုဒ္ဓသာသနာနေရောင်ဝါရှေးကြလင်းစေတော် ဒေသနာသင်္ကြီးတံဒေနသာဘေဒုက္ခယံဒုဇနာဣဋ္ဌသမင်ကိနောမေမယာဒေသကားဖြစ်သောတရားဟောဆရာငါသည်ဓမ္မဒေသနာသင်္ကြီးတံတရားတော်နှင့်ဆက်ရှင်သောယံမဟာဘုံညံအကျဉ်ဓမ္မဒါနာ တရားအလူကိုပေးလူရာချင်းတည်ဟူသော ပုံညကရိယာကုသိုလ်ထုကို သင်စီတံကောင်းစွာမသွေဖြည့်စည်ဘူးလရပါပေ၏ဒုံမေပိတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သော သင်သူတော်စင်ပရိသတ်ပေါင်းသူတော်ကောင်းတို့သည်လည်းပဲယံမဟာပုံညံအကျင့်ဓမ္မတဝနာ တရားတော်ကိုကြားနာရခြင်းသည်ဟုသော ပုံညကရိယာကုသိုလ်ထုကို သင်စီတံကောင်းစွာမသွေဖြည့်စည်ပူလရပါပေ၏ဒေနာထုသောစေဘုဓမ္မဌာနဓမ္မတဝနာပုံညကရိယာကုသိုလ်ထုကြောင့်ကပိလူဝရရနတ်အဖျားဗျာယမမကျွင်း ခပင်အုတ်သုံးအလုံးစုံကုန်သော တတသူငါကသတ္တဝါမှန်သမျှအနန္တတို့သည် အိဋ္ဌသမင်ကြီးနောမိမိတို့လိုလာတောင်းတကြတဲ့အိဋ္ဌမင်္ဂလာဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံဒုယနေ့ကသနိဗ္ဗာန်ရသည်ဘဝတိုင်အောင်ကျဉ်ဉျံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း